ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါတယ်ခြေခြေခြေစတော်ကြောင့်2025ခုနှစ်အောက်တိုဘာလ31ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုခြေစွတင်ပါတယ်ဤစတန်ကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားနှုတ်ကတော်အဖြစ်ဒီဆောက်ရှက်ဖြစ်စေပါနန်းနေတဲ့သမာဓိကကိုရောယူဆောင်ဖို့ပြပါအခုကျွန်တော်ပြောတာချက်ကိုရောပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းကြဝေငှပါတယ်ဖျားအာမင် ဖျားရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါလေကျွန်တော်တို့ဒီသနာကျမ်းအားခြုံငုံလိလာခြင်းကျွန်ဒီသနာကျမ်းနဲ့ပတ်သက်ပြီးတော့လိလာနေတာဖြစ်တယ်။ဟောဒီသနာကျမ်းကခန်းကြီးတက်ကနေခန်းကြီး၁၂ခန်းထိရှိတယ်။အဲဒီခန်းကြီးတက်ကနေ၁၂ခန်းထိကိုကျွန်တော်အချက်၆ချက်ကိုအခြေခံပြီးနားထောင်နေတာအဲ့ဒီ အချက်6ချက်မှာ6ခုမြောက်အချက်ကတော့ဒေသနာကျမ်းခန်းကြီး1နဲ့3လေးကျွန်တော်တို့ချုပ်မိနားထောင်နေတယ်။အခုဒီဒေသနာကျမ်းခန်းကြီး6ထိရောက်ပြီ။ဒီကနေ့9ကနေကျွန်တော်တို့ဆက်ပြီးအနားထောင်မှာဖြစ်တယ်။ဟောဒေသနာကျမ်းရေးတာတော့ရှောလွန်မင်းကြီးဖြစ်တယ်။ BC 930ခန်းလောက်ကရေးခဲ့တာဖြစ်တယ်။ရည်ဝဲချက်ကတော့3ချက်ရှိတယ်။ဒါကိုလည်းကျွန်တော်များကြီးရှင်းပြခဲ့ပြီ။ဖျားခင်နဲ့စစ်မှန်တဲ့မိဂါရံဖွဲ့ခြင်းမရှိတဲ့အတ္တတာအနတ္တဖြစ်တယ်။ နောက်လူသားတွေကဘုရားသခင်ကိုတိမှသာဖန်ဆင်းခံတဲ့အရာဒီမှာလောကကြီးမှာနေတဲ့အခါပျော်မွေ့ခြင်း၊ခြေနဲ့ရောက်ရဲခြင်း၊ငြိမ်းချမ်းခြင်းရစီမယ်ဆိုတာကိုသိစေလိုလို့ဒေသနာချမ်းကိုရေးထားတာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကိုတိမှသာဖန်ဆင်းခံတဲ့အရာများ၌ပျော်မွေ့ခြင်း၊ငြိမ်းချမ်းခြင်း၊ခြေနဲ့ရောက်ရဲခြင်းခံစားရမှာဖြစ်တယ်။နောက်ဖန်ဆင်းရှင်ဘုရားကိုဘ ഹു မပြုတ်တဲ့အသက်တာဟာခြေနဲ့ရောက်ရဲခြင်းနဲ့ပြည့်စုံခြင်းနဲ့မရှိနိုင်ဘူး။ အဲဒါဒါရည်ရွယ်ချက်၃ချက်ကာကြီးခါခွေခငယ်เนาะခုနကကျွန်တော်အချက်၃ချက်ကိုဒါအနှစ်ချုပ်လေးဖော်ပြလိုက်ဒါကြောင့်ကျွန်တော်လောကမှာနေတဲ့အခါဖန်ဆင်းရှင်ဘုရားကိုမှပခိုးမပြုတ်ရင်ခြေနဲ့ရောက်ရဲခြင်းနဲ့ပြည့်စုံခြင်းနဲ့စုံငင်ခြင်းတွေရှိလာမှာမဟုတ်ဘူးဆိုတာကိုအဲဒါဒိသနာဆရာကသိစီလို့လေဒါကြောင့်ရေးသားထားတာဖြစ်တယ်နောက်နံပါတ်၄ချက်ကတော့ဒိသနာကျမ်းရဲ့အဓိကချမ်းချက်တွေဒိသနာခန်းကြီး၁အငယ်၁ဒိသနာချမ်းခန်းကြီး၃အငယ်၁ဒိသနာချမ်းခန်းကြီး၅အငယ်၇ဒိသနာချမ်းခန်းကြီး၁၂အငယ်၁၃ကိုဖတ်ရင်ဒါ key verses တွေပေါ့နော်အဓိကတော့ချက်ကျမ်းပိုက်တွေကျွန်တော်တွေ့ရမယ်ဒါတွေကိုလည်းကျွန်တော်ရှင်းပြခဲ့ပါပြီနောက်ဒေသနာကျမ်းမှာသခင်ယေရှုခရစ်တော်အချက်၃ချက်နဲ့သူကညီညွတ်နေဓမ္မဒေသနာဆရာဖခင်ပြည့်ညတ်တော်ကိုပြည့်စုံစေသူအထက်ကလာတော်သူအဲ့ဒါသခင်ယေရှုခရစ်တော်ကိုညီညွတ်ထားတာဖြစ်တယ်နောက်နံပါတ်6ကတော့ဒေသနာကျမ်းကိုအခန်းကြီး၁ကနေအခန်းကြီး7ကိုကျွန်တော်ခြုံပြီးနားထောင်ရင်သူအပိုင်းဆုံးပိုင်းတွေ့ရတယ်ပထမပိုင်းကတော့ပြဿနာကိုဖော်ပြခြင်း အဒီသရံကျမ်းခန်းကြီးတက်အငယ်တက်ကနေ7တိထိဖိုင်အဲ့ဒါတွေ့ရမယ်အပြတနာနဲ့ပတ်သက်ပြီးသူဖော်ပြထားတယ်အဒီသရံကျမ်းခန်းကြီးတက်အငယ်တက်ကနေ7တိကတော့ခတ်သိန်းသောအရာတို့ကအနတ္တဖြစ်တယ်ဒါကြောင့်ဒီပြတနာကိုဖော်ပြတဲ့ကျမ်းပိုက်ကဒီသရံကျမ်းခန်းကြီးတက်အငယ်တက်ကနေ7တိထိဖြစ်တယ်နောက်နံပါတ်2ချက်ကတော့ပြတနာကိုစွင်းနွေးတင်ပြခြင်းဒါ6ရဲ့အောက်မှာပေါ့နော်1နဲ့3အဓိက3ချက်ရှိတယ်အဲ့တော့ 6ရဲ့အောက်မှာနံပါတ်1ကပြဿနာကိုဖော်ပြတယ်အဲ့ဒါဒေသနာကျမ်းခန်းကြီး1ငယ်1က17နောက်နံပါတ်2ကတော့ပြဿနာကိုဆွေးနွေးတင်ပြအဲ့ဒါဒေသနာကျမ်းခန်းကြီး1ငယ်17ကနေအခန်းကြီး17အငယ်10 ठी ဖိုင်ကျရဲမှာတွေ့ရတာဒါပြဿနာကိုဆွေးနွေးတင်ပြကဲနောက်နံပါတ်3နောက်ဆုံးတစ်ချက်ကတော့ပြဿနာကိုဖြေရှင်းခြင်း အဲ့ဒါနံပါတ်3ချက်ဒါတော့နောက်ဆုံးမှကျွန်တော်နားထောင်မှာဖြစ်တယ်အဲ့ဒါကဒေသနာကြံကြီးဆက်နေငယ်9ကနေ14ထိဖတ်ရင်အပြည့်တနာကိုဖြည့်ရှင်းတဲ့အကြောင်းများကိုပေါ်ပြထားတယ်အဲ့တော့ဒေသနာကြံကြီးတက်ကနေခန်းကြီး17ထိပိုင်းလိုက်ရင်ဆို3ပိုင်းတွေ့ရနောက်ဒီပြည့်တနာကိုပေါ်ပြခြင်းနံပါတ်1ပြည့်တနာကိုဆွေးနွေးတင်ပြခြင်းနောက်သုံးပြည့်တနာကိုဖြည့်ရှင်းခြင်းအဒီချက်3ချက်ကိုအခြေခံပြီးရေးထားတာဖြစ်တယ်နော်ဒါကြောင့်ဒီပြည့်တနာကိုဆွေးနွေးတင်ပြခြင်းကတော့ဒေသနာကြံခန်းကြီး1 နေအငယ်7ကနေအခန်းကြီး7အငယ်8ထိဖတ်ရင်အဲ့မှာအကျန်ခန်းကြီးတဲ့အငယ်7ကနေအငယ်7ရှစ်ထိကလူတို့ရဲ့အသိပညာအချင်းချင်းဖြစ်တယ်လို့ရေးထားတယ်။နောက်ခကူရတော့ဒေသနာကျမ်းခန်းကြီးနှစ်တခန်းလုံးဖတ်ရင်လောကီပျော်မွေ့ခြင်းနဲ့ချမ်းသာကြွယ်ဝမှုကအချင်းချင်းဖြစ်တယ်ဆိုသူရေးထားတယ်။ဒေသနာကျမ်းခန်းကြီး3တခန်းလုံးဖတ်ရင်ဘာတွေ့ရမလဲဆိုတော့လူဘဝရဲ့အချင်းချင်းအားလုံးကို ခွဲခန့်မှတ်သားထားတယ်။ ဒါဒီဒီနာကြံခန်းကြီးသုံးဒါဒီကြုံအများကြီးရှင်းပြပါပြီဒီနေ့ကျွန်တော်နည်းနည်းလေးပြန်နှွေးပေးခြင်းဖြစ်တယ်။နောက်ကာကြီးဒီနာကြံခန်းကြီး၄ရနေခန်းကြီး၅ထီရတော့လူဘဝဟာအချီးနီးသောဘဝတန်တရာကဲ့သို့ဖြစ်နေတယ်ဆိုတဲ့အကြောင်းအရာတွေကိုအဲဒါဒီနာဆရာကသူရေးထားတယ်။ဆိုရင်ချင်းနေပူပန်ခြင်းနေနော်စိတ်ပူခြင်းနေဝန်နေခြင်းနေအစဉ်ပြေခြင်းနေပျော်ရွှင်ခြင်းနေအားလုံးကတော့ဒီနေ့အနတ္တပဲ။နော်ဒါကြောင့်လူဘဝဟာ ဒီအချင်းကြီးသောအရာတွေထဲမှာလူဟာဆွဲလန်းပြီးမမောနေတယ်ဆိုတော့အဲသူကသွားတွေ့ရလေဆိုပြီးဖော်ပြတယ်တကယ်တည်မြဲတာတော့ဝိညာဉ်ကတည်မြဲတယ်ဝိညာဉ်ကသာရကာလအထိတည်မြဲတာဒီခန္ဓာကြီးနဲ့စိတ်ကတော့သိတဲ့အခါဒါတွေကထားခဲ့ရမှာဖြစ်တယ်အဲဒါတွေကိုသူဖော်ပြထားတာဖြစ်တယ်နောက်ဒေသနာကျမ်းခန်းကြီး6ကတော့ဗာလေးဆိုတော့နော်လူဘဝရဲ့လှုပ်ဆောင်မှုများမှာကြည်နပ်မှုမရနိုင်၍အချင်းကြီးဖြစ်ခြင်း ကျွန်တော်ဘဝမှာလှုပ်ဆောင်တဲ့အရာတွေမှာတခါကြီးကျွန်တော်ဂျီနတ်မှုမရလို့အချင်းင်းဖြစ်တယ်အဲ့တော့ပဲစိုးရင်စိတ်ဘူးစိတ်မကြည်မနှက်စိတ်ကတိကောင်းဖြစ်ကိုဖြစ်ချင်တာတွေမဖြစ်လားကိုမဖြစ်ချင်တဲ့အရာတွေဖြစ်နေရအင်းဒါကြောင့်သူ့ဘဝရဲ့လှုပ်ဆောင်မှုများကိုဂျီနတ်မှုမရရအချင်းင်းဖြစ်ချင်းဆိုတာအဲ့ဒါဒါဒီဇန်တန်ခန့်ချက်ကိုဖိုင်တွေ့ရအဲ့တော့ကျွန်တော်တခါလေး certified မဖြစ်ဘူး ဒါပေမဲ့ဒီနှုတ်ဝတ်တော်ရှိတဲ့သူရဲ့အသက်တာမှာတော့ဘာဖြစ်လာလဲ certified ဖြစ်တယ်။ခြေထောက်ရောက်ရခြင်းရှိတယ်။ဘာကြောင့်လဲ?သခင်ယေရှုခရစ်အားဖြင့်နှုတ်ဝတ်တော်အားဖြင့်ဖြစ်တယ်။ဒါကြောင့်လောကမှာသက်ရှင်တဲ့ကလူကဖျားမရှိရင်တော့ခြေထောက်ရောက်ရမှုလုံးဝမရှိနိုင်ဘူးဆိုတဲ့အကြောင်းအရာလေးကိုအဲ့ဒီမှာသူသိစိတ်ပေါ်ပြထားဒါဒေသနာခန်းကြီး6ကိုဖတ်ရင်အဲ့မှာကျွန်တော်တို့တွေ့ရမယ်ဒါချောင်းမြိုင်းရှင်းပြခဲ့ပါပြီကဲဒီကနေ့စလုံးဒေသနာခန်းကြီး9နော်ဒေသနာခန်းကြီး9 ကျွန်တော်ပထမပိုင်းလေးတွေနည်းနည်းပြန်နှိုးရတာဘာမှမဟုတ်ကျွန်တော်မနေ့ကတရက်နားခဲ့တဲ့တကြောင်မနေ့ကကျွန်တော်တရက်ဘုဒ္ဓနုပြမှာစမ်းစာသွားတင်တဲ့ကြောင် live service တရက်ရနားခဲ့တဲ့တကြောင်နည်းနည်းလေးပြန်မှတ်မိအောင်ပြန်နှိုးရပေးခြင်းဖြစ်တာနော်အဲ့တော့မှတ်မိမယ်လို့ယုံကြည်တယ်ကဲဒီကနေ့ကတော့ကျွန်တော်ဒေသနာကျမ်းခန်းကြီး9ကိုသွားမှာ ဖြစ်တယ်ဟောဒေသနာကျမ်းခန်းကြီး9ကတော့ဘာလဲဆိုတော့ကောင်းသောအရာနဲ့သာ၍မြတ်သောအရာကိုဆင်ခြင်ခြင်း ကောင်းတဲ့အရာတာ၍မြတ်တဲ့အရာကိုဆင်ကျင်တာကဲရဒီနာငါကြီးခုနကငယ်တစ်ကိုကျော်ဖတ်ပြမယ်ကောင်းသောတည်သည်နတ်သားစီထက်တာ၍ကောင်းတယ်တည်ရသော နေ့သည်ဖွမ်းမြင်သောနေ့ထက်တာ၍ကောင်းတယ်ဒီနာကြခန်းကြီးခုနကငယ်တစ်ဟောကောင်းသောတည်ဆိုတာလူတယောက်မှာကောင်းသောအတည်ရှိရင်တဲ့ ဲ့လိုရေမွေးတွေပါမဆွတ်ထားတဲ့ကိစ္စမရှိဘူးတဲ့အဲ့ရေမွေးဆွတ်တဲ့သူထပ်ပိုးသားနေတယ်တဲ့ဒါကိုပြောတာတခါလေချုပ်ရေမွေးတွေဘလောက်ပဲဆွတ်ဆိုးတဲ့သူ့ရဲ့နှလုံးသားမတရားတာတွေလုံးသူ့အသက်တာမှာမတရားမှုတွေပြေဝနေရင်ရေမွေးဆွတ်ထားလဲအလကားပဲအဲ့ဒါကိုပြောချင်တာဒါကြောင့်ကောင်းသောအသေးကနတ်သားစီထက်ကောင်းတယ်တဲ့ရေမွေးအကောင်စားမဆွတ်လေကိစ္စမရှိဘူးတဲ့တရားတရားသောအမှုကိုပြုကောင်းသောအသက်တာနဲ့အသက်ရှင်ကောင်းသောအတေရှိတဲ့သူဟာ အချားရအလုံးထပ်သားတယ်ဒါကိုပြောချင်တာပီတီရသောနေ့ဒီဖောင်းမြင်သောနေ့ထက်ကောင်းတယ်အာဒီယာကြီးကတော်တော်အံ့ဩစရာကြီးတကယ်လူတွေကဖောင်းမြင်ခြင်းကိုပဲခြိုက်တာနော်တောက်ဆေးရုံမှာတော့နှစ်ပိုင်းတွေ့ရတယ်နော်ကိုဝင်တဲ့မိခင်တွေကဆေးရုံတက်သွားတဲ့အခါမျက်နှာရှုံမဲပြီးတက်သွားတာဒါပေမဲ့ကလေးမွေးတဲ့အခါကလေးလေးချီပြီးမိသားစုလိုက်ဝမ်းမြောက်ပြီးပြန်ဆင်းလာဒါတစ်ဖွဲ့နောက်ဆုံးယောဂဝိနာခံစားနေတဲ့သူတွေကြောက်တော့ ဒီဝိညာဉ်ကြောင့်စိတ်ပူပြီးသူကစိုးရင်စိတ်ုံစိတ်ပူပြီးရောက်လာတာမျောလင်းချက်တွေနဲ့ဒါပေမဲ့စိတ်ုံလည်းရောက်တော့တည်သွားပြီလို့တရင်လည်းကြောက်သူကမျက်နှာရှုံမဲပြီးဗာပြန်ထွက်လာတာအဲဒါကြောင့်စိတ်ုံသွားတဲ့အခါလူနှမျိုးထွက်ရတယ်ကိုယ်နဲ့မိခင်လည်းရှုံမဲ့ပြီးသွားတာဒါပေမဲ့ခလေးမွေးတဲ့အခါကျတော့သူကပြုံးပြီးပြန်ဆင်းလာတာဘာမွေးဖွားခြင်းဒါပေမဲ့နောက်ဆုံးဆင့်လူနာတွေကြတော့စိတ်ုံပေါ်တက်သွားတဲ့အခါမှာ အာမျောလင်းရမဲ့သွားပြီကဲတေးရမယ်ဆိုတော့တကယ်ပဲတေးသွားပြီဆိုတော့အာမိသားစုကရှုံ့မဲ့ပြီပြန်ဆင်းလာအဲဆေးဟိုမှာပဲဝမ်းမြောက်နေတဲ့အုပ်စုရှိတယ်လို့ငိုကြွေးနေတဲ့အုပ်စုရှိနေမွေးဖွားခြင်းကိုလူတွေကဝမ်းမြောက်ကြတယ်တကယ်သိဆုံးခြင်းကြတော့ပါပဲလေငိုကြွေးကြခွက်ခွာတယ်လို့တော့ထက်တယ်ဒါပေမဲ့ဒီသနာဆက်တော့အလိုမပြောဘူးမွေးတဲ့နေ့ထက်တေးတဲ့နေ့ကပိုကောင်းတယ်အဲဒီသနာခန်းကြီးကိုလည်းငယ်တက်မှရေးထား ဘာကြောင့်မွေးတဲ့နေ့ထသီတဲ့နေ့ကောင်းလဲဆိုတော့မွေးတဲ့နေ့ကဟုတ်တယ်မွေးလာတယ်လောကကြီးရောက်လာတဲ့အခါပင်မင်းကြီးနေနဲ့လာတာဒါပေမဲ့ပင်မင်းကြီးနေဘယ်လောက်ရှိရှိတခင်ရှုကေတင်ရှင်ဖြစ်ယုံကြည်ထားသောသူကကေတင်ချင်းစိတ်ချမှုရတယ်တကြောင်သူ့ရဲ့သေဆုံးခြင်းဟာသူသေတာနဲ့သူ့ဝိညာဉ်ပရတိသူ့ဘုံရောက်နေတာတော့သူသေဆုံးခြင်းကသူမွေးတာတောင်ပိုကောင်းနေတယ်ဒါကြောင့်တရသောနေ့ဒီဖွားမြင်သောနေ့ထသာ၍ကောင်းဘာကြောင့်လဲ တည်သွားလို့ကောင်းတာမဟုတ်အသက်မရှိသွားလို့ချုပ်ငိမ့်သွားတာမဟုတ်အသက်ရှင်စင်မှာကယ်နိုင်တဲ့ယေရှုကိုယုံပြီးတည်သွားလို့မွေးရသောနေ့ကတည်သောနေ့ထက်သာ၍တည်ရသောနေ့ဒီမွေးသောနေ့ထက်သာ၍ကောင်းတာဒါဝိဒေသနာဆရာအကောင်းဆုံးသိအဲ့ဒီလိုရှိတာပေါ့တည်ပြီးနောက်ွယ်သွားမယ့်နေရာအတွက်စိတ်ချမှုမရှိရင်တော့သေခြင်းတရားမကောင်းလို့ပြောနိုင်တယ် ောက်တစ်ခါကျွန်တော်တို့ယုံကြည်သူတို့တေခြင်းတရားကောင်းတယ်ဆိုတာကတေခြင်းအောင်တဲ့ဖရာကိုယုံလို့တေခြင်းတရားကောင်းတယ်လို့တော့ပြန်ပြောတေခြင်းမြင့်စုမအောင်အောင်တာဘာလို့လဲသခင်ရှုခရတော်အဲ့ဒီသခင်ရှုခရတော်ကိုယုံထားတဲ့သူကတေခြင်းမြင့်စုမအောင်တဲ့ဖရာကိုယက်ထားလို့သူတေတဲ့အခါမှာသူသွားမယ်နေရာ ရှိနေလို့မွေးရသောနေ့ထသေးရသောနေရာသာပြီးကောင်းတော့တာ ဒါကြောင့်သူကဒီဒေသနာခန်းကြီးခုနဲ့ကောင်းသောအရာနဲ့တာ၍မြတ်သောအရာကိုဆင်ခြင်ခိုင်းတာကောင်းတဲ့အရာဆိုတာတည်တည်တရားပို့ကောင်းတယ်တဲ့အဲ့ဒါကိုဆင်ခြင်ရမယ်တဲ့ပို့၍ကောင်းတဲ့အရာတွေကိုဆင်ခြင်ပါတဲ့ဒီလောကမှာလူတွေထင်နေတဲ့ကောင်းတဲ့အရာတွေကတခါလေခဏထားခဲ့ရအောင်လူတွေထင်နေတဲ့ဆိုးရွားတယ်ဆိုတဲ့တည်ခြင်းတရားကြတော့အဲ့တည်ပြီးနောက်ွယ်သွားမဲ့အရာသိထားတဲ့သူတို့ကြတော့အလွန်ကောင်းနေလား တောက်သောရှင်းလင်းစွာဖြစ်ဒေသနာကျမ်းခန်းကြီး9မှာပေါ်ပြထားတယ်။ဒါကြောင့်ကောင်းသောယာနဲ့သာ၍မြတ်သောအရာကိုမလိုတာလေစင်ကြင်ခိုင်းတာ။ပြီးတော့ဆက်ပြောတယ်။ဒေသနာကျမ်းခန်းကြီး9ငယ်78မှာလက်မလွတ်နဲ့ဖျားခြင်းကိုကြောက်ရွံ့သောသူသည်ခပ်သိမ်းသော အမှုတွေကထွက်မြောက်လိမ့်မယ်။အကြောင်းကပြောရရှင်းတယ်။ ပဿနာရှိသောသူပညာတတ်သောသူဥစ္စာတွေစီးစိမ်နေရှိတဲ့သူအားတဲ့ခသိန်းသောအမှုတွေအထွက်မယ်လို့မပြောဘူးဖယားလခင်ကိုကြောက်ရွံ့သောသူဟာခသိန်းသောအမှုတွေကထွက်မြောက်လိမ့်မယ်အဒီသာကျန်ကန်ကြီးခုနေငယ်16မှာရေးထားတယ်အဲ့ဒါကောင်းသောအရာနဲ့မြတ်သောအရာကိုဆင်ကျင်ခိုင်းတယ်ဟုတ်တယ်လုံးလုံးစေစိုးဝါးတာတွေခက်ခဲတာတွေအမျိုးမျိုးကြုံရပေမဲ့ဖယားလခင်ကိုကြောက်ရွံ့ပြီးနေခသိန်းသောအရာတွေကလွတ်မြောက်မှာ သိမ်းသောအမှုကိစ္စတွေကလွတ်မြောက်ခြင်းပဲပေးနိုင်တယ်ဣတိကထောက်ပြနှုတ်ကတော်ဖြစ်တယ်အဲ့ဒါကောင်းသောအရာနဲ့တာပြီးမြတ်သောအရာကိုဆင်ခြင်ခိုင်းတယ်မွေးတဲ့နေ့ပဲလူတွေကကောင်းတယ်ထင်တယ်မဟုတ်သေးရသောနေ့ကတာပြီးကောင်းတယ်မသေးခင်မှာယုံရမယ့်အရာကိုယုံသွားလို့တဲ့အောင်နဲ့လောကမှာတရားရပြီးသေတဲ့သူနဲ့ဖျားယုံပြီးသေတဲ့သူမတူဘူးပြန်ပြောမယ်တရားရပြီးသေတဲ့သူနဲ့ဖျားယုံပြီးသေတဲ့သူမတူဘူးတမန်ကျမ်းစာမှာ တတရားကယ်လို့မပြောဘူးပြဖယားကယ်တာအဲ့ဒီယေရှုခရစ်တော်ဖယားကသူ့ကိုယုံကြည်တော့သူကတည်လုံလုံလေးရှင်မယ်ဆိုတော့သူကယ်နိုင်တယ်တောက်ဒီသနာဆရာတည်တယ်သူတည်တယ်ဒါကြောင့်လေကယ်တဲ့ဖယားကိုယုံပြီးတည်တော့သူတို့ကကောင်းခင်မှာသူ့ရှင်ရဲ့ပြင်ဆင်ထားခြင်းကိုသူကသွားမြင်ရ ဒါကြောင့်ကောင်းသောအရာနဲ့မြတ်သောအရာကိုဆင်ခြင်ခိုင်းတာ။တောက်ဒီကနေ့ယုံကြည်သူခရိယန်တည်ပြီးသွားရင်ဘယ်တော်မလဲဆိုတာအတိအကျပြောနိုင်တာအတိအကျပြောထားတဲ့ဖခါကိုယုံထားလို့အတိအကျပြောနိုင်တာဒီတော်မြတ်မြတ်တည်ခြင်းတရားရဲ့နောက်ွယ်မှာဘယ်သွားမလဲဆိုတာကိုတိကျစွာမပြောကြပါဘူးဒါပေမဲ့တမန်ကျမ်းစာမှာပဲအတိအလင်းဖော်ပြထားတယ်နောက်ကိုယုံကြည်သောသူသည်တည်လွန်တော်လဲရှင်မြတ်သခင်ရှုပ်ပြောထားတယ် တော့သူကိုယ်တိုင်ရှင်ပြန်ခဲ့လို့သူ့ယုံတဲ့သူကောင်းငင်မှာပြန်ရှင်အောင်လုပ်ပေးနိုင်တယ်အဲ့ဒါဒေသနာခန်းကြီးခုနှစ်မှာသူဒီຢာလေးတွေကိုအများကြီးပေါ်ပြထားတာဖြစ်တယ်တောင်ကောင်းသောຢာနဲ့တာပြီးမြတ်သောຢာဘာလို့ခိုင်းတာလဲစင်ကျင်ခိုင်းတာကဲနောက်ဒေသနာခန်းကြီးရှစ်ဒေသနာရှစ်ကတော့ဘာလဲဆိုတော့ဉာဏ်ပညာများကို ရရှိစေခြင်းဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့နော်အဲ့တော့ဉာဏ်ပညာနဲ့ပတ်သက်ပြီးတော့ တုံတန်ထားတာအဒီဇန်တန်ကန်ကြီးရှစ်မှာဖိုင်ကျွန်တော်အဲ့မှာတော့တွေ့ရမယ်နော်ကျွန်တော်လေးဖတ်ပြမယ်ဒီနကြံခန်းကြီးရှစ်အငယ်တက်မှာအဘေသူသည်ပညာရှိသောသူကဲ့သို့ဖြစ်သည်။နတ်နေသောအနတ်ကိုအဘေသူနားလေသည်။ပညာသည်ပညာရှိသောသူ၏မျက်နာကိုထွန်းလင်းစေတတ်၏။ထိုသူ၏မျက်နာသည် အထူးဖြင့်ရဲရင့်သောအစင်ရှိတတ်၏။အာမင်။ဒီနကြံခန်းကြီးရှစ်အငယ်တက်။ ဉာဏ်ပညာရှိတဲ့သူရဲ့အသက်တာပညာနဲ့အသက်မွေးတာတောင်းတချို့တွေကပညာနဲ့အသက်မွေးတာသူရဲ့သူ့သူရထားတဲ့ဉာဏ်ပညာသူများမှမရှိဘူးဗျတောင်းသူ့မှရှိအကြောင်း तू ကပဲရနေတာတောင်းဒီနေ့ကဘာပေါ်မှာတချို့ဖျားလိုက်ပေးတဲ့အုံနောက်နဲ့ပဲအဒီဉာဏ်ပညာနဲ့ပဲတီထွင်လာတချို့စမ်းသက်တဲ့အရာတွေတီထွင်နိုင်တယ်အဲ့ဒီလူတွေကသူတို့အိတ်နေရင်လည်းပတ်ဆံရတယ် ဒါဒီကနေ့ကဘာပေါ်မှာနော် Facebook တီထွင်တဲ့သူတို့နော်ကျွန်တော်တို့ Apple တို့နော်တကယ်ကဘာမှာအလွန်နာမည်ကြီးတဲ့ protect တီတီထွင်တဲ့သူတွေသူတို့ကြည့်ကြည့်သူတို့အိမ်နေရင်းနဲ့သူတို့ပတ်စံဝင်နေတာအဲ့ဒါမှလည်းညံ့ပညာပဲသူတို့ရဲ့တီထွင်မှုတွေကအဝန်းစက်တိတ်ကောင်းတယ်လူတွေမလုံနိုင်တဲ့နေရာသူတို့လုံတယ် ူကအိတ်နေရင်လည်းသူပတ်ဆိုင်ရတယ်တချို့ကအလုံးလုံးမပတ်ဆိုင်ရတဲ့အရာကတတ်တော့ကြီးမဟုတ်ဘူးတချို့အလုံးမလုံးထိုင်နေရင်ပတ်ဆိုင်ရတယ်ချော့အိတ်နေတာအိမ်မှာတညာလုံးအိတ်နေတာပဲပတ်ဆိုင်ဝင်နေတော့သူအဲ့ဒါညာပညာနဲ့အလုံးလုံးသူပဲအဲ့ဒါတွေကိုသိရအောင်ဒေသနာကျမ်းခန်းကြီးရှစ်ကပြောထားတာချို့ကအိမ်မြောင်းကြီးအိတ်နေပြီဒါပေမဲ့သူပတ်ဆိုင်ရတယ် ောက်သူ့ရဲ့တီထွင်မှုတွေကိုအသုံးပြုတဲ့သူတွေကသူ့ရဲ့အကောင့်တွေကိုပတ်စံဝင်နေတာအဲ့ဒါဉာဏ်ပညာပဲတကုဏကျွန်တော်အနေငယ်တော့အရာပြောတာတကယ်ကောင်းမှတီထွင်မှုတွေအများကြီးပဲတော်မှတီထွင်မှုတွေလုပ်တဲ့သူတွေအားလုံးကသူတို့အိနေနေလည်းပတ်စံရတယ်တချို့စီးပွားရေးပညာရှင်တွေသူတို့ဟောပြောပွဲတစ်ခုလုပ်ရင်သူတို့ပတ်စံမောင်းညာဆိုတာပြီးရတယ် အောင်လဲဆိုသူတို့စုဆောင်ထားတဲ့ဉာဏ်ပညာတွေသူများကိုပြန်သင်ပေးတာပြောနေရင်းနဲ့ကိုသူကရတယ်အဲတော့ဒီဒေသကျန်းခန်းကြီးရှိကဉာဏ်ပညာများကိုရရှိစေခြင်းဉာဏ်ပညာကိုဘယ်လိုရမလဲအဲဒီကိစ္စတွေဘာဖြစ်လဲဖော်ပြထားတာကဲတော့ဒေသကျန်းခန်းကြီးကိုနော်ဒေသကျန်းခန်းကြီးကိုကဘာလဲဆိုပျော်ရွှင်သောဘဝကိုရရှိစေခြင်းဘဝမှာပျော်ရွှင်တဲ့အရာကိုရရှိစေတာ နော်ပျော်ရွှင်တဲ့ဘဝဒီလောကကြီးမှာလူတွေကပျော်ရွှင်မှုတွေနော်ပျောက်သွားပြီဒါပေမဲ့ပျော်ရွှင်တဲ့ဘဝကိုဘာဖြစ်လဲလူဟာရနိုင်ပါတယ်တဲ့အလဲအပြည့်ပြန်ရပါတယ်နော်ဒါကြောင့်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဖတ်ချင်ဘယ်အောင်ဖတ်ရင်တွေ့ရမလဲဆိုတော့ဒီသဏ္ဍာန်ချမ်းကြီးကိုကိုဖတ်ရင်အဲအမှသွားတွေ့ရမယ်နော်သွားတွေ့ရမယ် ချက်တင်နေလေးအရာလေးဖတ်ပြီးခြင်း ਨੇ ဒေသဉာဏ်ကကြီးကိုကျေစွတင်ပါတယ်ကျွန်တော်ရုပ်ပြလိုင်းအနေနဲ့ကြာတော့လို့ဖြစ်တယ်ဒေသဉာဏ်ခန်းကြီးကိုအငယ်လေးကိုကြောက်ဖတ်ပြမယ်အသက်ရှင်သောလူစုပေါင်းတို့နဲ့စိုင်သောစိုင်သေးသောသူသည်မျောလင့်စရာရှိ အသက်ရှင်သော ခွေးသည်သေသောခြင်းသိထပ်သာ၍ကောင်းရ၏အသက်ရှင်တဲ့သူတို့မျောလင့်စရာတွေအများကြီးရှိတယ်အဲ့ပျော်ရွှင်တဲ့ဘဝပြန်ရမယ်ဒါကိုပြန်ပြောတယ် တည်နေတဲ့ခြင်သိထက်တဲ့အသက်ရှင်တဲ့ခွေးရမျောလင်းချက်ရှိပါလေ။မှတ်တော်ဝါလေးမှဆိုအင်အားကြီးတာခြင်သိပဲ။ဒါပေမဲ့သူ့သူအင်အားဘလောက်ကြီးကြီးတဲ့သူတည်သွားပြီမျောလင်းချက်မဲ့သွားပြီတဲ့။ဒါပေမဲ့သူ့ထက်အင်အားသေးတဲ့ခွေးတကောင်တော်တော်မျောလင်းချက်ရှိနိုင်တယ်။ကြောင်တကောင်တော်တော်ရှိနိုင်တယ်။ယုံတကောင်တော်တော်ရှိနိုင်တယ်။ခြင်သိကတော့တည်သွားပြီမျောလင်းချက်သူမရှိနိုင်ဘူးတဲ့။ပြောချင်တာအသက်ရှိနေသူရဲ့မျောလင်းချက်တွေရှိပါလေတဲ့။ဒါကိုလက်မလျှော့နဲ့တဲ့အဲ့ဒါဒေသန်ကျန်ခန်းကြီး၉မှာဖော်ပြထားတာဖြစ်ကဲနောက်ဒေသန်ကျန်ခန်းကြီး၁၀ ဒေသခံကြီးတစ်ဆယ်ကတော့ပညာရှိတဲ့လူမိုက်တို့ကိုခွဲခြားတာဒေသခံကြီးတစ်ဆယ်ကိုဖိုင်ဟာလာပညာရှိတဲ့သူမိုက်တို့သူအဲဒါတွေကိုသူကဘာဖြစ်လဲခွဲခြားထားတာဒေသခံကြီးတစ်ဆယ်ဖြစ်တယ်နော်အဲ့တော့ဂျန်နယ်လီဖတ်ပြမယ်ဒေသခံကြီး30ငယ်7မှာနော်7နဲ့73မှာပညာရှိသောသူဤစကားသည်လျှောက်ပတ်တယ်မိုက်သောသူဤနှုတ်မူကသူ့ကိုယ်သူမြို့တတ်ဤနော်သူဤစကားအဆသည်မိုက်ချင်း အဆုံးသည်အပြစ်ပြုတ်တတ်သောယူခြင်းဖြစ်၏။အကြောင်းတော်မှာပညာရှိနဲ့လူမိုက်ကို ခွဲခြားပြတာဒေသခံကြီး30ပဲ။တော့ပညာရှိတဲ့သူရဲ့စကားလျှောက်ပတ်တယ်တဲ့။သူပြောရင်ယုံရတယ်တဲ့။အားလုံးအဆင်ပြေတယ်တဲ့။လျှောက်ပတ်စွာသူပြောတယ်။ဒါပေမဲ့မိုက်တော်သူရဲ့နှုတ်ကတဲ့မယုံရဘူး။သူစကားသူ့မျိုးတယ်သူစကားအစမိုက်ချင်းအဆုံးကယူချင်းနဲ့ပဲဆုံးတယ်တာကြောပြောရမို့ဘယ်ပြောတမာချမ်းစာပြောတာ ဒေသခြံခန်းကြီး30အငယ်17ကိုဖတ်ရင်တွေ့အောင်အဲ့ပညာရှိတဲ့လူမိုက်ရဲ့နှုတ်ပညာရှိတဲ့လူမိုက်ရဲ့စိတ်တော်ပညာရှိတဲ့လူမိုက်ရဲ့ဆုံးဖြတ်ချက်ပညာရှိတဲ့လူမိုက်ရဲ့ကြွားချချက်တွေဖတ်ချင်ရင်ဒေသနာ30ကိုဖတ်ရင်တွေ့ရအောင်ကဲနောက်ဒေသခြံခန်းကြီး17ဒေသခြံခန်းကြီး17ကျတော့အငယ်1ကနေပြီးတော့ နော်ဒေသခံကြီး7ငွေ1ကနေဒေသခံကြီး7နဲ့ငွေ8ထိဖတ်ရင်အဲ့ဒါဘာကိုပေါ်ပြလဲဆိုဥမင်းလာတဲ့အခါမှာအတ္တတာနဲ့ပတ်သက်ပြီးစင်ကြင်ဖို့အသက်ကြီးလာတဲ့အခါဥမင်းလာရင်အင်းအသက်ရွယ်ရလာရင်အဲ့ဒါအဲ့ဖြစ်မင်းအဒေသခံကြီး7ငွေ1ကနေခန်းကြီး7ငွေ8ထိဖတ်ရင်တွေ့ရအောင်အဲ့တော့ဒီနေ့ကျွန်တော်ဗမာရက်မလဲဆိုတော့အဲ့ဒေသ7တက်ကနေဒေသ7နှစ်ရှစ်မှာကျွန်တော်ရက်မှာ လာမယ့်တနေ့တာနေ့ညနေကျရင်အဲ့ဒေသနာ၁၁ဆနစ်မှာတိတ်အေးအေးကြီးတယ်တရားအသက်ကြီးလိုက်ဒါရီဒါရီဖြစ်လာလိမ့်မယ်ဒီเจ้าရာတွေသူအသိစိတ်ကြီးထားတယ်အဲ့ဒါကိုလာမယ့်တနေ့တာနေ့ညနေမှာဖော်ပြသွားမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ဒေသနာကျောင်းနေ့တိုင်းဆင်ကျင်နေတဲ့သူတွေအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစီဒီဒေသနာချမ်းအဖြစ်သူတို့ရဲ့အသက်တာထဲမှာဖခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ဖခင်သခင်ပြောစီလိုတဲ့စကားများကို ခံယူလိုက်လျှောက်နိုင်တော့သူများဖြစ်ပါစေအားလုံးကိုကျေးဇူးတင်နဲ့ဖြတ်ရှင်ကောင်းချီးပေးပါစေကျွန်တော်ချိန်ညာစီကတော့နတ်ဖာနန္ဒအာယောဦးနဲ့6နိုင်ခွဲ6နိုင်မှ7နိုင်အထိရှိပါတယ်ကျွန်တော်ပြဓမ္မဒေနာဝင်ခန့်မှာဖြစ်တယ်ပွဲတော်မင်္ဂလာလေးရှိတယ်ကျွန်တော်အားလုံးကိုနှွေးထွေးစွာချိုးဆိုသလိုတနင်္ဂနွေနေ့ဝိပု9ကိုကျေနပ်9နိုင်နဲ့17နိုင်အတွင်းမှာဖြစ်ပါတယ်ပွဲတော်မင်္ဂလာလေးရှိပါတယ်ကျွန်တော်ရဲ့နောက်ကတော့ဝင်ခါမှာဖြစ်တယ်။ကျွန်တော် ਨੇ ပယ်လေးမျိုးဆိုတဲ့အကြောင်းရင်း အကြောင်းအရာပြောနေတယ်နှစ်မျိုးပြီးပြီနောက်ထပ်နှစ်မျိုးလာမယ့် Sunday မှာနားထောင်ရမှာဖြစ်တယ်အဲကျွန်တော်တို့အာတိသန်ရှင်ဆောအောင်မျိုးချီးမွမ်းခြင်းနဲ့တူ praise and worship ကိုလည်းကျွန်တော်9နိုင်ဆိုစပြုမှာဖြစ်ပါတယ်ဒါကြောင့်အားလုံးကိုကျွန်တော် worship leader ဖြစ်လေအာ to be ဆက်ဆောအောင်မျိုးဥဆောင်ပေးမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်အားလုံးကိုနှွေးထွေးစွာဖြစ်ကျွန်တော်ကျေးဇူးပါတယ်အဲ to be နေနဲ့ people ပြိတ္တများတော့ memory အိမ်ဒီမှာမုတ်နေသပြီးအများပြင်ဆင်ထားမယ်ဆိုရင်ကျွန်တော် life ီ page ကနေပဲ Sunday ဆိုလွှင့်ပေးတာဖြစ်ပါတယ်ရန်ကုန်ဓမ္မပရိသတ်များကတော့ရန်ကုန်မှာရှိတော်သူများအသင်းတော်တို့ direct လာနိုင်ကြောင်းနှိပ်ထွေးစွာဖြင့်ကျွန်တော်ချုပ်စုလုပ်ပါတယ်တကယ်ချစ်ရှိခွန်အားယူတယ်ဓမ္မပရိသတ်အားလုံးဖြတ်ရှင်ကောင်းချီးပေးပါစီလာမယ့်တိုင်းတာလေးညက်နေကြရင်အဲကျွန်တော် ဒေသခြားအခန်းကြီး17 12ကိုကျွန်တော်အဆုံးသတ်အသေးစိတ်နားထောင်ပြီးမိကုံချုပ်မယ်ပြီးတာနဲ့ကျွန်တော်ရှောလုံသချင်းကိုဆက်ပြီးနားထောင်မှာဖြစ်တယ်ထပ်ဖြည့်စွတ်ကြောညာစရာကတော့ကျန်စာချစ်ကူးရင်းနေတော့သူများနေသမားတွေကတော့နေကိုယ်စလဲတွေကိုကျွန်တော်တို့အာ လက်ဆောင်တွေပို့ထားပါပြီအကိစင်ပြီးပြီဆိုရင်သွားပေးလို့ရနေပြီအဲနောက်ဆုံးကတော့3ရက်နေ4ရက်နေကတော့နောက်ဆုံးဖြစ်တယ်ဖြစ်နိုင်တော့ဒီရက်ပိုင်းအတွက်အပီးသွားပေးနိုင်ကြောင်းလည်းဖော်ပြလို့ရန်ကုန်မှာရှိတဲ့ဓမ္မပရိသတ်များစံစာရေးသောသူများလာမင်းတနင်္လာအင်္ဂါ3ရက်4ရက်2ရက်တာတွင်မှာနည်းနည်း9နိုင်ညနေ3နိုင်ထိ ကြောက်ရွံ့တွင်ယုံကြည်ခြင်းနဲ့ချမ်းသာတော်မှာစာမူလာပို့မယ်ဆိုဒီမှာနှစ်သိက္ခာပြန်လည်ပြီးတော့ပြီးမှဖြစ်ပါတယ်ဒါကြောင့်ထိုနေ့အတွက်ထပ်ပြီး remind လုပ်ခြင်းဖြစ်ပါတယ်လာမယ့်တနင်္လာနေ့ညနေမှာလည်း၃နာရီခွဲမှကျွန်တော်ပြန်လည်ပြီး ပစ်ဆုံးမှာဖြစ်ပါလေအားလုံးကိုဖြတ်ရှင်းသား၍ကောင်းချီးပေးပါစီရင်သက်ချင်းရှိပါစီဆွတ်တောင်းကောင်းချီးခံယူကြပါစို့ခမီးတော်သားတော်သရှင်သောဝိညာဉ်သုံးပါးသူဖျားထံတော်ပါမကောင်းချီးဖြတ်ပါသည်တင်တော်အားလုံးပေါ်သို့၎င်းမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းဒီကနေ့မိုးနေ့ရှင်မြန်မြန်လန်နှစ်ပတ်လည်ချက်ရောက်တော်သူများဘုန်းတော်ဝန်ကြီးတွေတို့ရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမှုရခြင်းနဲ့တကွအောင်းအပွဲဖြတ်ရှင်ပြုမဲ့ကောင်းချီးတို့သည်တင်တော်အားလုံးပေါ်ဒီနေ့မှစကားလာအစင်းမြင့်ကောင်းချီးဖြတ်ပြတက်ရောက်ပြီးရှိတည်နေပါစေသောအာမင် ကျေးဇူးတင်ပါတယ်ချစ်စုသူအားလုံးကိုဖြတ်ရှင်သာပြီးကောင်းချီးပေးပါစီငြိမ်သက်ချင်းရှိပါစီကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို Yeah. Mm -hmm.